ခုဇူလိုင်လ၁ရက်နေ့နဲ့၂ရက်နေ့၂ရက်အတွင်းမှာရန်ကုန်တိုင်းဒေသကြီးအတွင်းဓာတ်လိုက်မှုကြောင့်သေဆုံးသူ၄ဦးရှိခဲ့တယ်လို့ရဲမှုခင်မှတ်တမ်းတွေအရသိရပါဗျ။ဒါအပြင်2014ခုနှစ်ဇွန်လနဲ့ဇူလိုင်လနှစ်လအတွင်းမှာဒလိုက်ခံရမှုကြောင့်သေဆုံးသူဦးရေဟာ 26ဦးထိရှိလာပြီဖြစ်ပါတယ်။ဇူလိုင်လ1ရက်နေ့နဲ့2ရက်နေ့တို့မှာတည်ဆုံခဲ့တဲ့လျှက်စစ်တိုက်လိုက်မှုဖြစ်စဉ်တွေဟာမယန်းကုန်းမြို့နယ်နဲ့ကြောက်တန်းမြို့နယ်တို့မှာဖြစ်ပွားခဲ့တာဖြစ်ပြီးတည်ဆုံခဲ့သူ၄ဦးဟာအမျိုးသားတွေဖြစ်ပါတယ်။ဇူလိုင်လ2ရက်နေ့ကကြောက်တန်းမြို့နယ်မှာနေထိုင်သူ2ဦးဟာနေအိမ်ခြံဝန်းအတွင်းပေါက်တူးပေါက်နေစဉ်နေအိမ်ရှိရှိလမ်းဘေးတက်တိုင်ကနေအိမ်ကိုတွယ်တန်းထားတဲ့လျှက်စစ်တဲကြိုးကိုပေါက်တူးနဲ့ပေါက်မိရာကအဆိုပါလျှက်စစ်တဲကြိုးဟာလက်ဝဲဘက်လက်မောင်းကိုရစ်ပတ်မိပြီးတိုက်လိုက်နေစဉ်သားဖြစ်သူကလက်နှစ်ဖက်နဲ့ဝင်ဆွဲရာက နှစ်ဦးစလုံးကိုတက်လိုက်သေဆုံးခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်အဲ့ဒီနေ့မှာပဲမယန်းကုန်းမြို့နယ်တွင်မှအမျိုးသားတအူးကဘန်နာပင်ကိုတက်ခုတ်ရာကလမ်းပေါ်မှာသွေတန်းထားတဲ့တကြိုးနဲ့တက်ကိုင်းတို့ထိမိပြီးတက်လိုက်သတိမိသွားခဲ့ရာကဆေးရုံကိုတင်ပို့ကူတာစဉ်သေဆုံးခဲ့ရာဖြစ်ပါတယ်။ဇူလိုင်လတရက်နေ့ကတော့တကုံမြို့နယ်ရှိနေတဲ့အိမ်မှာပယံလုံနေတဲ့အမျိုးသားတအူးဟာရေဆူနေတဲ့လေးပိစက်ကိုကင်မိရာကတက်လိုက်သေဆုံးခဲ့ပါတယ်။ ပြီးခဲ့တဲ့ဇွန်လတွင်ကလည်းကမာယုံမြို့နယ်နဲ့မြောက်ကလပါမြို့နယ်တို့မှာလမ်းပေါ်တွေ့တန်းထားတဲ့လျှက်စစ်တကြိုးပြက်ကနေလူသုံးတလိုက်တေဆုံးခဲ့ရတဲ့ဖြစ်စဉ်တွေပါဝင်အခြားတလိုက်မှုကြောင့်တေဆုံးသူ22ဦးထိရှိခဲ့ပါတယ်အခုလိုဓာတ်လိုက်မှုကြောင့်တေဆုံးရသူအများစုဟာစက်ယုံဝန်ထမ်းတွေလျှက်စစ်ဝန်ထမ်းတွေဖုန်းပြပြင်းရေးလုပ်သားတွေနဲ့ပတ်ရံလုပ်သားတွေဖြစ်ကြပြီးအလုံးလောက်ကိုင်းနေစဉ်အချိန်တွင်မတော်တဆဓာတ်လိုက်တေဆုံးခဲ့ကြတာဖြစ်တယ်လို့ရဲမှုခင်မှတ်တမ်းတွေအရသိရပါဗျ။